အကျော်တကောင်ကိုတိုက်လို့နာမည်ကြီးတယ်ဆိုရက်အရာမှန်မိမယ်လို့နော်ကြက်အကျော်တကောင်ကိုတိုက်လို့ရှုံးသွားခဲ့ရင်တော့ငုတ်ပြုတ်သွားတတ်တယ်ဟဲ့လားနော်ကလေးတို့နော်ဗတ်ဒီရောဥပဒေဖမ်းမှာရှိတဲ့ဥပဒေရဲ့ကလေးတွေမင်းတို့ကြက်ဝိုင်းကိုနေတိုင်းသွားနေပြီလားနော်ဥပဒေမေးချင်တာလေးကမင်းတို့ကြက်ဝိုင်းကိုနေတိုင်းသွားနေပြီလားအဲ့တော့နေတိုင်းသွားနေပြီဆိုရင်ဒီပုလေးကိုနားထောင်ရမယ်မင်းတို့ကြက်ဝိုင်းကိုနေတိုင်းသွားတယ်ဆိုတာ ကိုကြက်တွေကိုကင်ပြီးတော့သူရင်ကိုရင်နော်မိုက်ယူရဲဆံပြီးအရှုံးနိုင်စောတဲ့ကသာသမားလားနော်နောက်တစ်ချက်တမမို့လို့ငါတော့ငါမိသားစုလုံလုံကြီးအတွက်စောတဲ့ကသာသမားလားဒီနှစ်ချက်လေးကိုမင်းတို့နံပါတ်၁သိထားဘူးလို့အဲ့ဒီတော့မင်းတို့ကြက်ဝိုင်းတော့နေအတွက်တမားဖြစ်ပြီဆိုလို့ရှိရင်မင်းတို့ကြက်ဝိုင်းတွေကိုလည်းနေတင်သွားပြီနေတဲ့တမားလည်းဖြစ်ပြီဆိုလို့ရှိရင်လူဝထာလေးတစ်ခုရှိရဲမင်းတို့ကြက်ဝိုင်းကိုရောက်တဲ့အချိန်မှာ နော်ဒီကြက်ဝိုင်းဟာနှစ်ဝိုင်းတွဲဖြစ်နေတာလားတစ်ချက်နော်နှစ်ဝိုင်းတွဲဖြစ်နေတာလားဒီနေ့ကြက်အဆိုင်ကြီးများနိုင်လားဒါလေးကိုမင်းတို့ရောက်ချင်းတတိထားမယ်နောက်ကြက်တခင်ကြီးရဲ့ငွေကြီးထည့်တဲ့အမောင်းကိုလည်းတစ်ချက်တတိထားမယ်သူတို့ကြက်တခင်လေးအလောင်းစားအပေါင်းနှုတ်လောက်တဲ့အချက်ကိုလည်းအချက်သတိထားအဲ့တော့အဲ့နောက်မှာဘာတွေရှိလာမုန်းဆိုလို့ချင်းမင်းတို့နှစ်ဝိုင်းတွဲဖြစ်နေတယ်တဝိုင်းရှင်းတယ်တဝိုင်းမရှင်းဘူးဆိုလို့ချင်း မရှင်းတဲ့ဝိုင်းကိုထားခဲ့ရှင်းတဲ့ဝိုင်းမှာလည်းနည်းနည်းထိုးလောင်းလောင်းတဲ့အချိန်မှာကိုကစာရွက်လေးယူတာစာရွက်လေးယူတာပြီးတော့ဖောင်းပြက်နေဘယ်ကဘယ်လောင်းလာလဲဘယ်ကဘယ်လောင်းလာစာရွက်လေးနဲ့ဘိုးဝင်အမြဲပါတာအဲ့ဒီမှာအပေါင်းနှုတ်အမြောက်စားအကုန်လုံးလို့ရတယ်အဲ့ဒီမှာရှိတဲ့ငွေကြီးအမောက်ပမာဏကိုလည်းဘယ်ကျက်နိုင်ဘယ်လောက်ဖြစ်မယ်ဘယ်ကျက်နိုင်တည်ကြမယ်ဘယ်ကျက်နိုင်ဘယ်လိုဖြစ်မယ်ဒါလေးဥတော့အမြတ်ဆုံးရတဲ့အထိကိုမနုဆိုင်ဘိုးပဲယူသွားရမယ်နော်ဒါမှ ကိုကဘေးကျိတ်ရှိထားဆိုရင်လည်းဒါမမှားတော့မှာစားရချက်မှရတဲ့ရတဲ့ဥစ္စာကိုလည်းချက်ချင်းတန်ကြီးထားမယ်ဒါဆိုရင်မနှုတ်ကောင်းလေဟိုပို့ပြီးတော့မနှုတ်အတွက်လုံးစုံတယ်အဲ့ဒီတော့မင်းကြောက်ကြက်တဝိုင်းဆိုတာလောင်းရင်အမတန်ပတ်စံနိုင်ဘူးကအမတန်ခက်တယ်အဲနောက်ခုပြောမလို့အမတန်လွယ်ကူတဲ့ကြက်ွက်တွေလည်းကြက်ဝိုင်းထဲမှာနေစဉ်နဲ့မျှသွာလာနေမင်းတို့လှုပ်တဲ့နဲ့တွေ့လာမှာအဲ့တော့ မျိုးကြက်ဝိုင်းอ่ะပထမဦးဆုံးဝိုင်းအဆုံးမဖြစ်ဘူးနံပါတ်1အရေးကြီးဆုံးပဲအဲ့ဒီဝိုင်းမဆုံးဘူးဆိုရင်နောက်ဝိုင်းနိုင်တယ်အဲ့နေတွက်ဆိုတဲ့နေရာမှာဝိုင်းကြီးမှာနေတွက်က2သိန်း3သိန်းလို့ဥသောတတ်မှတ်ထားတယ်ဝိုင်းသေးမှာနေတွက်က6000တသိန်းတသိန်းပဲဒီလောက်တတ်မှတ်ထားတယ်မင်းတို့ဒီလောက်ရပြီဆိုကျင်납ပြီလားဒါဆိုရင်ပထမဝိုင်းကိုညံအောင်ကျူးသားရမယ်ဟုတ်လားအဲ့ဒီတော့အဲ့တော့မင်းတို့လေတဲကိုတွားလောက်နေတယ်လေတဲကိုတွားလောက်နေတယ်ဆိုလို့ချင်းဒါတနေ့မှာ နော်နေသားလိုက်တယ်တနေ့မှ1000 2000တလောက်ရတာအဲ့တော့ဒီမှာနေတွက်နေဦး7000တသိန်းတသိန်းခွဲရှာမယ်ဒါမှမဟုတ်အကြီးတန်းအုပ်စုရှိရဲ2သိန်း3သိန်းရှာမယ်ဆိုလို့ရှိရင်ဒါဒီနည်းလေးတွေကပိုကောင်းတယ်အဲ့တော့ဥတော်လို့ရှိရင်ဒါဒီအနှစ်စိတ်30ရှိပြီဒီနည်းနဲ့ပဲလမ်းသွားဒါဆိုဥပဒေချမ်းသာပြီလားမချမ်းသာတော့မချမ်းသာဘူးလူဒန်းစီတော့နေနိုင်တယ်ဘာဖြစ်လို့စာရွက်နဲ့ဘောပွင့်ပါနေတယ်ခေါင်းပါတယ် နော်အဲ့တော့ဝိုင်းအနေထားတည်တယ်ဟုတ်လားအတူထောက်အမြဲတမ်းလှုပ်တယ်ပိုင်တဲ့ဝိုင်းဆိုရင်ထူလောင်လိုက်အဲ့တဝိုင်းနဲ့ရက်ထားလိုက်ထူလောင်ပြီးအပေါ်ကြီးပြီးတဲ့ကြက်တွေရှိတော့ဒါဥတော်တို့ပညာပေးတဲ့လူလည်းဥတော်နဲ့ချုံတယ်မင်းတို့လည်းချုံပါပဲငါဥတော်မချုံဘူးလားဥတော်လည်းချုံပါဘောကအပေါ်ကြီးထွက်ပြီးတဲ့ကြက်တွေကြားလို့ချင်းတန်ချုံတာပေါ့အဲ့တော့တသိန်းတောင်းလို့ပါရီကြားလို့ချင်းအကျူထောက်လောက်ရမယ်အဲ့တော့နီးတော့ချဘူးကြက်သမားတယောက်ဖြစ်ဖို့ပါသူဆိုရင်တော့ဝိုင်းနေထားကြည့်ရမယ် ကျက်တခင်ညီလောင်းမလောင်းနဲ့ကျက်တခင်ညီငွေထည့်မထည့်အနေထားသိရမယ်။နောက်ကျက်ဝိုင်းမှာပထူတွေထူလောင်းနေဘဝတွေထူလောင်းနေမဖြစ်နိုင်တဲ့ထူလောင်းွက်တွေရှိနေတယ်ဒါတွေဆိုရင်မင်းတို့သတိထားဖို့လိုတယ်စာရက်စာရန်အဓိကပါမယ်နော်အဲ့တော့မင်းတို့ခုနပြင်ပမှာနေသာလောက်သာတဲ့ကြာလို့ရှိရင်ဒီဝိုင်းကိုနေတိုင်းတွားနေပြီဆိုရင်ကလေးတို့အနေနဲ့ကျက်ကိုတီရှာပြင်ပိုင်နိုင်တဲ့ကျက်ခံမျက်လုံးတွေပေါ့ရောက်တဲ့ခံကြမှာဝင်လောင်း မမတေးကြရင် လုံးဝတကြက်တပြားမှမလောင်းရဘူးဝိုင်းနေမယ်ထင်လို့ရှိရင်နေတဲ့လျှောက်ကြည့်ရမယ်နော်ဒါဆိုတော့မင်းတို့ရဲ့ပုံမှန်ဖြစ်တဲ့ကစားသမားဖြစ်မယ်အဲ့လိုနေရပုံမှန်ဖြစ်တယ်ဆိုလို့ရှိရင်မင်းတို့လည်းနေစင်နဲ့များဝေရှာပြမလို့အတူထောက်ကတော့ဘယ်နည်းနဲ့ဖြစ်ဖြစ် တသိန်းတထောင်လုံးဝကျူရမယ်ဘာလို့မကျူအောင်ကျူတဲ့အတွက်ကြောင့်ဒီအိကကပိတ်နေတယ်မကျူလို့ရှိရင်ဒီလူကဖုန်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 ဖြစ်နေတလိမ့်ဆန်ဟာလားတောက်ချက်မရှိဘူးနော်ဒီခမိန်ဝတ်ထားမှမဟုတ်ပစိုးဝတ်ထားမှမဟုတ်နော်အဲ့တော့သူပတော်တစကျမ်းမကြီးရောက်မယ်ဖြစ်ဖြစ်သူစိတ်သဘောထားမတိုက်ဆန်ဘူးပဲဖြစ်ပြီးသွားရင်ရှုံတတ်တယ်နော်အဲ့တော့တသိန်းတထောင်ကျူရမယ်ဟာလားလေးရွက်လောက်စားရင်လူကြီးဒီလောက်လေးတော့ပြီးသားဖို့လူတွေကလေးတို့ဟာလားနော်